ိုင်းနိုင်ငံရဲ့သွားရောက်လည်ပတ်ခြင်းစရာကောင်းဆုံးနေရာ၅ခုပြည်သူများအားလုံးပဲမင်္ဂလာပါကမ္ဘာလောကဒုကြဆန်းများကြောင်းရများကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒီပြည်တော် channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့မြန်မာနိုင်ငံအိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့တိုင်းနိုင်ငံကိုရောက်ပြင်းမဖြစ်မနေသွားရောက်လည်ပတ်တဲ့နေရာ၅ခုကိုတင်ဆက်ပေးလိုက်ပါရစေနံပါတ်၁ဘန်ကောက်မြို့ဘန်ကောက်ဟာတိုင်းနိုင်ငံရဲ့ရှေးဟောင်းရှင်ကျေးမှုနဲ့ခေတ်သစ်စီးပွားရေးပေါင်းစပ်နေတဲ့မြို့တော်ပါ Wefra Crew ကကမ္ဘာကြီးဆုံးကြောက်စင်းရုပ်ပွားတော်ကိုပိုင်ဆိုင်ထားပြီး Grand Palace ကထိုင်းပြည်နယ်ရဲ့ရှေးဟောင်းနန်းတော်ဖြစ်ပါတယ်။နန်းတော်ရဲ့ဘီတူကလက်ရာတွေဟာထိုင်းလက်မှုပညာရဲ့မွန်မြတ်တဲ့တမိုင်းကြောင်းကိုပေါ်ပြနေပါတယ်။တွေ့အောင်အစာအုပ်တွေပကြီကားတွေနဲ့ပြည့်နေကြကြောင်းခီးတော်တွေရဲ့မျက်စိကိုဖန်ဆားနိုင်ပါတယ်။နန်းတော်အတွင်းမှာဝစ်စားစီမှုနဲ့ပတ်သက်လို့ကန့်သတ်ချက်တွေရှိထားတာကြောင့်မတော်ရောက်ခင်အရင်သိရှိထားအောင်လှူထားဖို့တော့လိုပါလေ။ဘန်ကောက်မှာကြောက်ဖျားမြစ်ကိုလေစီးလေပတ်ရတဲ့အရသာကလည်းမပျော်ရွှင်စရာအကြောင်းကိုမရှိပါဘူး။နံပါတ်2ချင်းမိုင်မြို့ချင်းမိုင်ဟာထိုင်းနိုင်ငံမြောက်ပိုင်းကတောင်တန်းဒေသမှာတည်ရှိပြီး လန်နာမင်းဆက်ခေကရှေးအောင်မြို့တော်ဖြစ်ပါတယ်ဝက်ဖရာသက်ဒိုရင်ဆူဖက်ကချင်းမိုင်ရဲ့အထိမ့်မှတ်ဖြစ်ပြီးတောင်ထိပ်မှာတည်ရှိတဲ့အတွက်ဒီကနေတမျိုးလုံးရဲ့ရှုခင်းကိုအပေါ်စည်းကနေအားလုံးတွေးမြင်ရပါတယ်ဖျားဟုဖူးမြော်ဖို့အတွက်လေကတိပေါင်း300ကျော်ထိတက်ရောက်ရမှာပါချင်းမိုင်ရဲ့ရှေးအောင်မြို့ကိုလမ်းလျှောက်လည်ပတ်ရင်ရှေးအောင်ဖျားเจ้าတွေတစ်သားအိမ်တွေလက်မှုပစ္စည်းဈေးတွေကိုခန်းစားနိုင်ပါတယ်ချင်းမိုင်ဟာထိုင်းနိုင်ငံရဲ့မြောက်ပိုင်းပကြီးရာလို့လည်းခေါ်ကြပါတယ်နံပါတ်3ဖူးခတ်ကျွန်းဖူးခတ်ကျွန်းဟာထိုင်းနိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်ပြီး ကမ္ဘာအကောင်ဆုံးပင်လယ်ကမ်းခြေတွေကတခုပါဝင်ဖြစ်ပါတယ်။ပါတောင်းပင်လယ်ကမ်းခြေကအထင်ရှားဆုံးဖြစ်ပြီးညခါညစေးတွေနဲ့စီကားလာပါတယ်။ပြပကျုံးကိုလေစီသွားရင်ကြောက်ဆောင်ကြိုင်တွေရေငန်ကန်တွေရဲ့အလှကိုခံစားနိုင်မှာပါ။ရေအောက်ကမ္ဘာကိုအနီးကမြင်တွေ့ရဖို့အတွက်ရင်ငုတ်တာလေစီတာတွေနဲ့အတူပင်လယ်စာဝါစားဖို့လည်းဖူးကတ်ကိုလာရောက်ကြတဲ့ဧည့်သည်တိုင်းကအားခဲထားကြပါတယ်။နံပါတ်၄အယုဒ္ဓယာမြို့အယုဒ္ဓယာမြို့ဟာထိုင်းနိုင်ငံရဲ့ရှေးဟောင်းမြို့တော်ဖြစ်ပြီး UNESCO ကကမ္ဘာမွေနေ့နေရာဖြစ်သတ်မှတ်ထားပါတယ်။ တလေးရသူအယုဒ္ဓယာမင်းဆက်ခေတ်ကရှေးတောင်အာရှမှာအကြီးဆုံးမြို့တော်ဖြစ်ခဲ့ပါတယ်။ယခုတော့ရှေးအောင်ဘုရားကျောင်းပြတ်တွင်နဲ့ဗုဒ္ဓရုပ်ဝါတော်ကြီးတွေကိုတွေ့ရပါတယ်။အယုဒ္ဓယာသမိုင်းပြတိုင်းမှာရှေးအောင်ပစ္စည်းတွေကိုလိမ့်လာနိုင်ပါတယ်။မြို့ကိုဆိုင်ကယ်စီးလည်ပတ်ခြင်း၊လေစီးလည်ပတ်ခြင်းတို့ကလည်းခီးသွားတွေအတွက်တမူတူးကြတဲ့အရာသာကိုပေးဆွမ်းပါတယ်။အယုဒ္ဓယာထိုင်းရင်ကျေးမှုရဲ့မွေရဒေသလို့ဆိုနိုင်ပါတယ်။နံပါတ်၅ပတ္တယာမြို့ပတရားမြို့ဟာဘန်ကောက်ကနေကားနဲ့နှစ်နာရီလောက်ပဲသွားရတဲ့ပင်လယ်ကမ်းခြေမြို့ဖြစ်ပါတယ်။ Walking Street ကပတရားရဲ့အဓိကဆွဲဆောင်မှုဖြစ်ပြီ ညကကားလမ်းကိုလူသွားလမ်းဖြစ်ပြောင်းလဲထားတာပါ။ညစေးဒီမှာစားတောက်ဆိုင်တွေဘားတွေနဲ့စီကားလာပါတယ်။ပတရားကမ်းခြေမှာရေကူးတာနေပူးစားလုံနာတွေကိုလည်းပြုတ်လုံနိုင်ပါတယ်။ပတရားဟာထိုင်းနိုင်ငံရဲ့ညခါမမိနိုင်တဲ့မြို့လို့ခေါ်ကြပါတယ်။ဒီနေရာတွေဟာထိုင်းနိုင်ငံရဲ့ရင်ကျေးမှုတမိုင်းနဲ့သဘာဝအလှကိုကိုစားပြုနေကြပါတယ်။ခီးသွားတွေအနေနဲ့သွားရောက်လည်ပတ်ဖို့အကောင်းဆုံးနေရာတွေလို့ဆိုနိုင်ကြောင်းပါ။သုံးတိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။